တာတေငမကြီးတို့မကြည်ညိုရင်မကြည်ညိုခွင့်ရှိမလူရှင်လည်းမလူခွင့်ရှိပါတယ်ဓမ္မတိုက်ပြီးတနတ်ပြပြီးတော့ဓမ္မတိုက်ရဲ့ဘုန်းကြီးတဘာမှမရှိဘူးမှန်လားဦးသိန်းပြောတာရှင်းလားဦးသိန်းပြောတာဒါကြောင့်ယဟန်တန်ဃာတွေဝရင်ဝရင်တုံးကြီးနဲ့တင်းပြီးတော့ဒီတန်ဃာတွေကဘာဖြစ်တယ်ညာဖြစ်တယ်မပြောပါနဲ့နော်ပုပ်ကိုရေးတူတယောက်အနေနဲ့မကျေနပ်ရင်ပြောခွင့်ရှိတယ်နော်ဖိုးဖုံးကြီးကတော့ဝီနီတော်နဲ့မညီလို့ပါရတယ်ပုပ်ကိုရေးဝေဖန်လို့ရကြလား တန်လာဓုကိုဝရင်တုံးနဲ့မယမ်းပါနဲ့လို့ဦးဇင်းပြောရှင်တယ်။ရှင်းလားဦးဇင်းပြောလား။အဲ့ဒီလိုနဲ့ဒီကာမဏိကဘုရားတန်သွားယူဝါရတင်တာဘုရားကို तू ခုနလိုပဲမြောက်ပေးတဲ့အတိုင်း तू ဝါရတင်ဟောမြတ်စွာဘုရားကပြည်သူပြည်သားတွေဟလားအဲတရားတော်မတွေကိုပြောတော့မေတ္တာရှိတယ်ကရုဏာရှိတယ်အဲ့ဒါတွေကိုမေတ္တာကရုဏာနဲ့အကြောင်းတွေချီးမွမ်းတယ်အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါအမျိုးတွေကိုဖြည့်ဆည်းတယ်လို့ပဲဆိုပြီးဝါရတင်တာနားလည်ပြီလား အဲ့မှမြတ်စွာဘုရားဘာဟောလိုက်လဲဆိုတော့ဂါမနီတဲ့ငါဘုရားလေတဲ့နော်60တကဘာဘယ်နှကဘာ60တကဘာကိုလေတဲ့ငါငါဘုရားဒီဦးဇင်းတို့အပိညာတကူပြည့်ကြည့်ရှုလိုက်တာဟောလာတယ်မိုက်တို့ရေကြည့်ရှုလိုက်တဲ့အခါမှာချက်ပြီးသားပကဒါနဆိုတာဒီဦးဇင်းတို့ချက်ပြီးသားဆုံးကိုလှူဒန်းခြင်းဖြင့်မွဲသွားတဲ့နော်ပစ္စည်းဥစ္စာတွေစည်ရင်မွေးတည်သွားတဲ့လူ ပုဂ္ဂိုလ်တကတော်မှတဦးတယောက်ကိုမှမမြင်ပါဘူးတဲ့ရှင်းလားဦးလူပြောတာပဏ္ဏကဘာကြည့်လိုက်တယ်60တကဘာမှာဟုတ်လားကြက်ပြီးသားဆုံးကိုလှူပြီးတော့မွဲသွားတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဦးဇင်းတို့ဗုဒ္ဓရဲ့တမနာတော်ဟာတက္ကနမတွေစီကပါဇက်နဲ့ထုတ်ပြီးတော့တက္ကနမတို့ဘာလူပါညာလူပါမတောင်းပါဘူးမိမိတို့တရားတရားရှိတို့ပစ္စည်းလေးပါဖိတ်မှန်ထားရင်တော့သာသနာပြုလုပ်ငန်းမှာယဟန်တန်ဃာတွေရှိစာသင်သားတွေရှိတယ်ယောဂီတွေရှိတယ် အဲ့ဒီအတွက်ဆရာတော်တွေကခေါင်းဆောင်ပြီးတော့သူတို့ရဲ့စာဝတ်နေရင်းကိုဖြည့်ရှင်းရတဲ့အတွက်တရားတရားနဲ့ပြည့်စုံတဲ့တရားတော်မတွေဖိတ်မှန်ထားမှသာလေတခါတလေမဖြစ်နိုင်လို့သာအလှခံရခြင်းဖြစ်တဲ့ဝီနီတော်နဲ့အဆက်ဆက်ပါပဲအဖြစ်မရှိပါဘူးမဖိတ်မှန်ထားတဲ့တရားတော်မဆို very sorry ပဲဘယ်တော့မှမတောင်းဘူးရည်တော်တစ်ခွက်တောင်းမတောက်ပါဘူးသဘောကျလားဦးသိန်းပြောတာမယုံရင်တို့မကြီးစုံစမ်းကြည့်လိုက်ပါလေးလာကြည့်လိုက်ပါရည်တစ်ခွက်တောင်မတောင်းတော့ဘူးပစ္စည်းလေးပါမဖိတ်မှန်ထားဟုတ်ပြီနော် စ္စည်းလေးပါးလေးပါးဖိမ့်မှန်ထားရင်တော့တဏှာတရားမရှိဘူးထင်လုံးဝကိုအလှမကံဘူးတဏှာတရားကြီးမားတဲ့ကိုယ်တကာတော်မှာအရင်ခေါခေါတွေကိုသာလင်းဟာလားသူ့ကိုအာပြေချင်းရောက်တော့အပြေ၎င်းသာသနာအတွက်၎င်းအလှခံရခြင်းဖြစ်တယ်ရှင်းလားဦးဆုံးပြောတာဒါကြောင့်အဲ့လိုဆွဆွဲလာတဲ့ပုံကိုဘုရားဘလို့ခေါ်လိုက်တယ်60တကဘာကိုကြီးလိုက်တယ်ချက်ပြီးသားဆွန်းလေးကိုလူပြီးတော့မွဲသွားတဲ့တကာတော်မှာပစ္စည်းဥစ္စာပျက်စီးသွားတဲ့တကာတော်မှာတယောက်မှမရှိဘူးတိတ်ကောင်းတာဘုရားအဲ့မှာတိတ်သွားတာကြားလားမှတ်ထားတာမနည်းတဲ့ ဒကာဒမတွေအမျိုးတွေပျက်စီးနေတာအဲ့ဒီလိုဒီလူတန်းချင်းကြောင့်မဟုတ်ဘူးစွန့်လူတန်းချင်းကြောင့်မဟုတ်ဘူးဟုတ်ပြီလားတကယ်တမ်းကျတော့ဒေါကကြီးမှာစီစဉ်ဥစ္စာတွေတိုးပွားနေတယ်ချမ်းသာနေတယ်အသုံးဆောင်ပစ္စည်းတွေပေါများနေတဲ့ပုံကိုယ်တွေကဒါနတံဘူးဒါနိဒါနာကြောင့်စီဝါတိုးတက်နေတာတစ္ဆာတံဘူးဒါနိတစ္ဆာတရားတွေဖြစ်မှန်မှန်ကန်ကန်အလုံးလုံးကဲ့သို့ကြီးပွားအောင်မြင်နေတာတာမင်ညတံဘူးဒါနိတိလာတစ္ဆာမဝနာရဒါနာတစ္ဆာမတပါး တီလဖြူစင်တန်ရှင်းပြီးစူးစမ်းခဲ့လို့အောင်မြင်နေတာအဲ့လိုဘုရားပြောတာရှင်းလားဦးဇင်းပြောတာအေးအဲ့လိုမျိုးဘုရားပြောပြီးတော့လောကမှာအမျိုးတွေပျက်စီးနေတယ်ဆိုတော့အကြောင်း၈ချက်ကြောင့်အဲ့ဒီ၈ချက်မှတ်ခဲ့ဘယ်နှချက်နံပါတ်1เนาะဒကမကြီးနံပါတ်1ပြောမယ်ရာဇတော်ဝါမင်းဆိုမင်းညင်ကြောင့်ဘာကြောင့်အဲ့ဒါအဲ့ဒါဘုရားဟောတာကျန်လားအဲ့ဒီလိုမင်းမိုက်မကောင်းတော့ဘူး ဦးဇင်းတိုင်တိုင်းနေဒီမှာဟောရအောင်မလားဟောရအောင်မိုက်ရမကောင်းဖြစ်နေကြလားကဲရာဇတော်ပါလေဖရာဟောတယ်ကြလားမင်းဆိုမင်းညင်းကြောင့်တော့မင်းကောင်းမင်းမြတ်မပါဘူးကြလားမင်းဆိုမင်းညင်းကြောင့်ဘာဖြစ်လဲအဲ့ဒီလိုမင်းတွေကြောင့်ဘာဖြစ်တတ်လဲဆိုရင်တခါကြီးတို့ကမိုက်တို့ကိုရအလုပ်ရင်းနဲ့ဥပဒေနဲ့ညှိရင်လဲကိုရရာဓုအာနာချက်ချင်းမပြောက်ပါဘူးလားစီစဉ်ဥစ္စာအကုန်အသိမခံရဘူးလား ကြောက်စရာကြီးဟုတ်တယ်မလားတရားဥပဒေတွေရင်ဆိုင်ရအကုန်ပြက်စီအဲ့ဒါကြောင့်လဲဘဝကြီးပြက်နိုင်တယ်နံပါတ်1အဲ့ဒါဂယူဆိုင်ပါမှန်တယ်နော်နံပါတ်2စောရတော်ဝါမတရားလူကျင်တဲ့တကူဓမြလူဆိုးတွေကြောက်ဟုတ်ပြီနော်အဲ့ဒါကြောင့်ပဲပြက်စီတာမဟုတ်ဘူးလားအဲ့ဒါဘဝပြက်ကြောင်းကြီးဟုတ်ပြီလားနံပါတ်3ကတော့ဦးသူတို့အခိတော်ဝါမိကြောင်းမိတွေနောင်ရင်မပြက်စီဘူးလားအကုန်ပြောက်သွားတယ်မိတော်ကိုအိမ်တွေကယေရနာတို့တွေမယူအားရင်အကုန်လုံးမိလောင်ကုန်ဘဝပြက်သွားတယ်တချို့တွေဟုတ်ပြီလား ယနေ့ချမ်းသာတယ်နောက်နေ့လမ်းပြီးရောက်သွားတယ်ဘဝပိုင်ရှင်တွေအများကြီးပြီးရင်ဥဒကတော်ဝါရေကြောင့်ရေပြီးတွေတိုက်တယ်အခုနလင်ပြီးတွေမရှိဘူးလားဒါဒါပြောင်းတဘာဝအန်တရရဲ့ကြောင့်အဒီ၃နဲ့၄ကိုတဘာဝအန်တရရဲ့ကြောင့်ဟောတယ်ငလင်လို့တယ်မပြိုကုန်ဘူးလားအကုန်ပျက်စီးတယ်မိတွေလောင်တယ်အကုန်ပြတ်တယ်နာခင်မုန်တိုင်းတွေတိုက်တယ်ရေတွေနဲ့အကုန်ညောသွားတယ်ဟုတ်မယ်ယနေ့ကပန်ကောင်းမြို့ကြီးတော့စိတ်မချရတော့ဘူးလို့ပြောနေကြပြီပညာရှင်တွေနော်ဒါကြောင့်ကြောက်ဖို့အရာတွေကြောင့်ပျက်စီးတာဘုံကြီးတွေကိုစွန့်လို့ မွဲသွားတယ်တိတ်မောမရှိဘူးရှင်းလားဦးမျိုးပြောတာဗုဒ္ဓမြတ်စွာဟောတာနော်အလားနောက်တစ်ချက်ကဘာလဲဆိုတော့မြတ်စွာဘုရားကတခါကြီးတို့မိုက်လို့ဒီမတီမြဲလို့ကြောင်းရွှေ့သွားတာဒီမျိုးရဲ့ပစ္စည်းဥစ္စာတွေအနာရဝင်တထေးတို့ညီကြီးအောင်မှာမြုပ်ထားတယ်ဆက်ရှိကတိနော်ပျောက်သွားတာတဘာဝဥထုတွေပြောင်းလဲလို့ပျောက်စီပျက်စီသွားတာအဲ့ဒါတော့ပစ္စည်းဥစ္စာတွေဗန်မာအနန္တနဲ့တချို့ပုံကိုတွေကဘာဗန်တွေပြောင်းလဲမှုနော်ကဘာစီဝါရီပြက်ကက်တွေကြောင့်တချို့ဗန်မာအနန္တနဲ့လူတွေဆုံးရှုံးသွားတာတွေမရှိနိုင်ဘူးလားအဲ့ဒါမျိုးတွေအဲ့ဒါမျိုးတွေကြောင့်လည်း အမျိုးတွေစီဝါဥစ္စာပျက်စီးတယ်လို့ဗုဒ္ဓဟောထားတာရှင်းလားဦးဇင်းတော်တာအေးဒါမမြန်လေးပဲပြောရယူပါတော့ဘယ်နှချက်ရှိပြီလဲ၅ချက်လားဟုတ်လားအင်းနမ6ကပါလဲဆိုတော့ဒကာကြီးဒကာမကြီးတို့ရေမိမိတို့အလုပ်ငန်းကိုအကျွမ်းကျင်လို့တဲ့ဘာမကျွမ်းကျင်လို့မိမိတို့စီဝါရေရွှေလုပ်တဲ့လူကရွှေအကြောင်းမသိသူများလိန်စားသွားမှာပေါ့ဟုတ်တယ်မလားအိမ်ချမ်းမြေလုပ်တဲ့လူကအိမ်ချမ်းမြေအကြောင်းမရှိရင်သူများလိန်စားမှာပေါ့စပါးဆိုင်တဲ့လူလေယာဉ်လုပ်ငန်းလုပ်တဲ့လူက မူလီဝါဘအကြောင်းမစုံစမ်းဘူးစပားရေးအကြောင်းမစုံစမ်းဘူးမြေရှိတွေအကြောင်းမလေ့လာဘူးမသုံးသပ်ဘူးဆိုရင်ကိုမြင်ညံ့နေမြေဩဇာတွေတုံးတာတွေမသုံးတတ်ရင်မပြည့်စုံဘူးလားဒီတိုင်းပဲစီးပွားရေးလုပ်တဲ့လူတွေကုန်တယ်လုပ်တဲ့လူတွေလုပ်ငန်းပေါ်မှာမကျွမ်းကျင်ဘူးစီးပွားရေးဆိုတာချက်ချက်ကန်းဆံဝတ်တိုးတာမရှိဘူးကြားလားကိုယ့်ရဲ့ပညာစီးပွားရေးပညာကျွမ်းကျင်ရကိုလုံးမဲ့လုပ်ငန်းကိုပို့ပြီးကျွမ်းကျင်အောင်အမြဲတမ်းလေ့လာနေရတယ်အမြဲတမ်းစီးပူးနေရတယ်ပညာတွေ ဟောပြောပွဲတွေနားထောင်မယ်ကိုစီပွားရေးနဲ့ပတ်သက်တာစာအုပ်တွေဖတ်မယ်အမြဲတမ်းကိုကိုကိုအတိတ်လုပ်နေရတယ်ငါအစဉ်ပြေနေပြီးဈေးရောက်နေဒီလောက်နဲ့မလုပ်နဲ့အမြဲတမ်းစူးစမ်းနေရဦးစင်တို့ဆိုတဲ့အမြဲတမ်းစာတွေဖတ်နေရဟုတ်ပြီလားအမြဲတမ်းကိုဘွားကိုအောင်မြင်အောင်တရားနာခြင်းစာဖတ်ခြင်းဖြင့် improve လုပ်နေရတယ်သဘောပေါက်လားဦးစင်ပြောလားကိုကိုကိုမရက်နေရအမြဲတမ်းစူးစမ်းရဟုတ်ပြီလားဒါကြောင့်စီးပွားပြတ်တယ်ဆိုတာပါလေအလုံးမကျွမ်းကျင်လို့စီးပွားပြတ်တယ်လို့ဖရာဟောတယ် ဆရာဟန်းတော်တွေဆွန့်လောင်းလို့ရံမွေးသားလည်းဒီတရားမှမရှိဘူးဘယ်နှချက်ရှိပြီလဲနမခွန်ပြောမယ်နမခွန်ကတော့ပါလေကုလာဃာရောတဲ့ဟာပါပြီကုလာဃာရောတဲ့အကြမ်းလာတကယ်ဥမကြီးလို့မိမိတို့အိမ်မှာအသုံးဖြုံးကြီးတဲ့ပုံကိုယ်တွေကြောင့်ဘာလို့ကြောင့်တက္ကမကြီးတို့အိမ်မှာမိသားစုဝင်တွေမှာချဲထိုးနှလုံးထိုးမရှိဘူးလားအဲ့ဒီအိမ်မွေးမယ်မှန်ဟုတ်ပြီနော် နောင်ကစားလုပ်တဲ့အိမ်ရှိမွေးပြီအရက်သေးစားမူရစီဝါတောက်စားအပျော်ပါလိုက်စားအဲ့ဒါကိုပြောမယ်ဆိုရင်ဒါဆွေမျိုးမိခဲတွေပါတယ်လေအဲ့လိုပုံကိုယ်တွေကိုမောင်လေးတွေကိုသားလေးတွေတမီးလေးတွေတယောက်ယောက်ပါအဲ့ဒီအိမ်မွေးမှာနားလည်ပြီလားဆုံးလူလုံးမွေးတာတယောက်မှမရှိဘူးဒါကြောင့်ဘဝမှာချမ်းသာခြင်းဒီအချက်တွေတတိမထားသင့်ဘူးလားအဲအဲ့လိုရှိတယ်ဆွေမျိုးမိခဲနားလည်ပြီလား အဲ့ဒါဓမ္မကြီးတို့သဘောပေါက်အဲ့ဒါနံပါတ်ဘယ်နှချက်လဲခုနှစ်ချက်နောက်ဆုံးချက်ကတော့အနှိမ့်စပဲတဲ့နောက်ဆုံးချက်ကဘာလဲဒါဦးစင်ချဲ့ပြီးပြောချင်တယ်မပြောနိုင်တော့ဘူးအချိန်မရှိတော့နော်သဘောပေါက်ပြီလားနောက်ဆုံးကဘာလဲအနှိမ့်စပဲဘာမှမမြဲတာကြီးကိုဓမ္မကြီးတို့ဖုံးကြီးတွေကိုလူလို့မွဲတယ်ဆိုတာအတိတ်ပဲမရှိပါဘူးတခုတော့ရှိတယ်ဖုံးကြီးတွေကိုလူလို့မွဲတာကဂုံမတ်တဲ့တရားဓမ္မကြီးကြားလားဂုံမတ်တဲ့တရားဓမ္မကြီးဟာတိလသမารိပညာတိုးတက်အောင်လူတန်းမတက်ဘူးကြားလား ဂုံရဖို့မျက်နှလုံးမျက်နှာရလုပ်ပြီးတော့ตาရှင်ပြုပွဲတွေတအားလို့မြင်းနေငါဆင်းနေငါပေါင်းနေငါဟာလာဖီယာတွေတိုက်ဟုတ်တယ်မလားအမျိုးမျိုးတီလာတွေဖြတ်ပြီးလုပ်တယ်အဲ့ဒါမွဲတက်တယ်ဟုတ်ပြီလားတဘောပေါက်တော့ဦးစင်းပြောတာမလိုအပ်ပဲနဲ့အဲမလိုအပ်ပဲနဲ့လူဒန်းတာမျိုးတွေပေါ့နော်တကယ်လိုအပ်တဲ့ပရိယပရိပတ်ချင့်နေလို့လူဒန်းတာမျိုးကြောင့်မမွဲပါဘူးကြားလားသဘောပေါက်ပြီမို့လား ဲ့ဒါစီးပွားပြတ်ချောင်းလို့အဲ့ဒီလိုမျိုးဟောလိုက်တာကာမဏိကိုကာမဏိကသဘောပေါက်သွားတယ်။ဘာဖြစ်လို့လဲသူ့ကိုနိခန္ဓာတက္ကတွန်းကြီးကတိုက်တွန်းလို့သာသူဝါရလက်တင်တာလေအခုတော့ဖရာရဲ့ဂုံကျေးဇူးကိုနားလဲသွားပြီးတော့တောင်းပန်တယ်အရှင်မြတ်ဖျားရဲ့ဒီတရားတော်ကြီးကအမတန်အန့်ချိွယ်ကောင်းတဲ့တရားတော်ကြီးဟုတ်တယ်မလားတကယ်ကိုဝမ်းသာဝမ်းမြောက်ဖြစ်ပြီးအဲ့ဒီမှာတရဏဂုံခံယူလိုက်ပါတယ်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာပါတယ်သဘောပေါက်ပြီလားဦးဇင်းပြောတာ ဒါကြောင့်ယန်းတော်တွေကိုစွန်းလူတို့မွဲတာ90တကဘာမှာတယောက်မှမရှိပါဘူးတကမကြီးတို့ဒါနလို့တော့မွဲတာမရှိပါဘူးဒါနကိုမလုတ်တတ်ပဲနဲ့ဂုံတုဂုံပြိုင်ဟုတ်တယ်မလားဖះလူတို့ကြဒါနမဟုတ်ပဲနဲ့ပက္ခာတနာဒါနတွေလုပ်ရင်တော့မွဲတတ်တယ်ပြည့်စည်တတ်တယ်ဆိုတဲ့အကြောင်းဟုတ်လားမှတ်သားရင်လည်းပဲကုသိုလ်ကောင်းမှုအစစ်စစ်တွေကိုရည်စက်သွန်ချအမြတ်